ပြင်လင်းပြင်းနေမှာလင်းနေတဲ့ရေပြင်းတွေကိုဆိုရှယ်မီဒီယာမှာတက်ဖို့နေတွေ့ဖို့ကြပါလိမ့်မယ်။ဒီရေရေတွေကဘာလို့လင်းနေလဲဆိုတဲ့အကြောင်းအရအောင်ပြပြပေးသွားမှာဖြစ်ပါတယ်။ Bioluminescence phytoplankton လို့ခေါ်တဲ့သက်ရှိအလင်းထုတ်တဲ့အရာဝတ္ထုလေးတွေကညာအချိန်ပြင်းနေရေကိုပြန်လဲလဲအရာအောင်စိမ့်ပြရအောင်ဒါမှမဟုတ်စိမ့်ဝါရအောင်တော့ပါစီပြီးတော့တဘာဝဖြစ်တဲ့အခုကိုဖြစ်ပေါ်စေတဲ့အလွန်သိငယ်တဲ့သမုတ်တရားကသက်ရှိတွေပဲဖြစ်ပါတယ်။ သူတို့ကတော့ညဖက်မှာကြေတာရရေးမြေပြင်ပေါ်မှာကြလာသလိုပဲလပါရမြင်တွင်ဖန်တီးပေးပါတယ်ဖိုက်တိုပလက်တန်အများစုကအထူးသဖြင့်ဒိုင်နိုဖလက်ချ်လက်စ်လို့ခေါ်တဲ့အမျိုးအစားဖြစ်ပါတယ်ပြီးတော့ဘိုင်ယိုလူမီနက်ဆန့်လို့ခေါ်တဲ့ဓာတုပစ္စည်းဖြစ်အလင်းထုတ်လုပ်ပေးပါတယ်သူတို့ရဲ့ခန္ဓာကိုယ်မှာလူစီဖာရန်အလင်းထုတ်တဲ့မော်လီကျူးနဲ့လူစီဖာရပ်စ်အန်ဇိုင်းဆိုပြီးတော့ပါဝင်ပါတယ် လူစီဖောရက်စ်ကလူစီဖာနဲ့အောက်ဆီဂျင်ကိုပေါင်းစပ်ပေးပြီးတော့ဆွဲအနေထုတ်လုပ်ပေးပြီးတော့အလင်းရောင်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အလင်းရောင်ထွက်ပေါ်လာစေတဲ့အကြောင်းရင်းကတော့ရေလိုင်းနေနဲ့ထိခိုက်မိတာ၊လေတွေဖြတ်တန်းသွားတာ၊ဒါမှမဟုတ်ရေကူးသူတွေရဲ့လှုပ်ရှားမှုစတဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်နောက်ရှမ်းမှုဖြစ်ပေါ်မှသာသူရဲ့ဓာတ်တုံ့ပြန်မှုအရာစတင်ပြီးတော့အလင်းရောင်လင်းမြန်စွာပေါ်ထွက်လာလိမ့်ရှိပါတယ်။သူတို့ကိုစားသုံးရန်ဂျပန်နဲ့ တားကောင်ငယ်လေးကိုအံ့အားတင်စီရင်ဒါမှမဟုတ်ရှုပ်ထွေးခြင်းကကွယ်ရန်နေရာဖြစ်အသုံးပြုရလို့သိပံပညာရှင်တွေကယူဆကြပါတယ်။တစ်ခါတည်းမှာသူတို့ကတားကောင်ကိုစားလို့ရတဲ့အခါမှာပူကြီးတဲ့တားကောင်တွေကိုဆွဲဆောင်ရအောင်ရောက်ပြီးတော့နိုးစော်တဲ့အဖြစ်လဲအလုပ်လုပ်တယ်လို့ယူဆကြပါတယ်။ကျလို bioluminescence တက်ရှိလေးတွေကကဘာတော်မှာရှိတဲ့သုံးတရားတွေမှာ တွေ့ရပေမဲ့လေအချို့နေရာတွေမှာတော့ပုံမှန်တိတာထင်ရှားတဲ့မြင်ကွင်းတွေကိုတွေ့မြင်နိုင်ပါတယ် ဒီဖျူရတိုရီကိုလို့ခေါ်ရဲအလွန်မင်းတောက်ပါမှုကြောင့်ကဘာကျော်ရဲ့နေရာတွေမှာမြင်တွေ့နိုင်ပါတယ်နောက်တစ်ခုကတော့မော်ဒီဆိုရဲလူတီများရဲ့နေရာဖြစ်ပြီးတော့တဲတောင်ပြင်နေပေါ်မှာ အပြရာအလင်းတွေတောက်ပါနေအောင်တွေ့ရတတ်ပါတယ်ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ကမ်းခြေအချို့တွေမှာလည်းညာဖက်လေးစီပြီးတော့ကြီးရှုလေးလာနိုင်ပါတယ်မြန်မာနိုင်ငံရဲ့ပင်လယ်ပြင်တွေမှာတော့ Dinoflagellates လိုမျိုးပဲ Phytoplankton တွေရှိနေကြအောင် ။တနင်္သာရီတိုင်းမောင်မကန်ကန်ချီစားရနေရာမှာသူတည်တနာပြုချက်ရတွေ့ရပါတယ်။တို့ပြင်မဲ့လည်းနိုင်ငံတကာမှာနာမည်ကြီးတဲ့နေရာတွေလိုပဲပင်လယ်တစ်ခုလုံးတောက်ပနေတဲ့ bioluminescence ဖြစ်ရဲ့ကြီးတော့ပင်နေရာပဲအခြေမှမြင်တွေ့နိုင်တယ်ဆိုတာကတော့အချက်အလက်တွေတိတိကျကျလောလောဆယ်မတွေ့ရသေးပါဘူးပင်လယ်ချေပွင့် sea spec ကလို့ခေါ်တဲ့ dino flagellate အမျိုးအစားကတော့အများဆုံးအလင်းထော်လို့တဲ့ Black Danny ထဲကအမျိုးအစားတစ်ခုဖြစ်ပြီးတော့သူကိုပလင်ချေပွင့်လို့တင်စားခေါ်လို့ရှိပါတယ်။ Red Tide လို့ခေါ်တဲ့ယင်းမြင်ကလည်း Nick and Betty မှာတော့ဒီလို Black Danny အလွန်အကျွံပေါက်ဖွာလာတဲ့အခါမှာတော့ရေအယောင်ကိုအနီအောင်ဒါမှမဟုတ်အညိုအောင်ဖြစ်တော့ပြောင်းလဲစေပြီးတော့ Red Tide လို့ခေါ်ဆိုကြပါတယ်။ညဖက်မှာတော့အလွန်တောက်ပါတဲ့အပြာရောင်ဖြစ်ပေါ်စေနိုင်ပါတယ်။နောက်တစ်ခုကတော့ coal light လို့ခေါ်တဲ့ဒီအလင်းရောင်ကဓာတ်ရုပ်ဗေဒတုံ့ပြန်မှုကနေ ထွက်ပေါ်လာပြီးတော့အပူဓာတ်အနေငယ်လာထွက်ပေါ်တော့ကြောင်းခိုးလိုက်လို့လည်းခေါ်ဆိုချက်ပါတယ် Bioluminescence phytoplankton ရတော့သမုတ်တရားရဲ့သဘာဝအလားတရားကိုတောက်ပစေတဲ့အလွန်သိငယ်တဲ့သက်ရှိတွေပဲဖြစ်ပါတယ်ဒါဆိုရင်တော့ပင်လယ်ပြင်မှာတခါတလေခြေတွေပါလို့တောက်ပနေလဲဆိုတဲ့အကြောင်းကိုသိရှိမယ်လို့ထင်ပါတယ်အထက်စေဝင်စားစရာအကြောင်းအရာများကိုလည်းရှင်းပြတင်ဆက်ပေးသွားပါအောင်မယ်။ရှိရှိနာစင်မီတဲ့သူတွေအားလုံးလည်းချစ်စစ်တင်ပါတယ်။